အချမ်းမှာကြပါပြီကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting တက္ကနဲ့ Volunteer Nico ရအောင်ကိုကြိုးစားပါတယ်တနင်္လာနေ့ညမှာတော့ဘောလုံးပွဲတွေကညတနေ့15မှာကံမယ်ပေါ့နော်ရှစ်ပွဲရှိတယ်ပေါ့ဗျာဒီကမှမှာ Not Iron နဲ့ Germany တို့ပွဲစဉ်မှာတော့ Not ဒီ away win အသင်းဖြစ်တဲ့ Germany ကနှလုံး90နဲ့ Wolverine တောင်းလုံး60ဆိုမှပေးထားတယ်သူတို့ group ကိုကြည့်လိုက်မယ်ဆို group A ကဖြစ်တယ်ပေါ့နော် Germany ကတော့9.9တပွဲရှုံး6မှရခဲ့တယ်။ Not Iron ကလည်း9.9တပွဲရှုံး6မှရခဲ့တယ်ပေါ့နော် ဒါနော့အရာလန်ဆွာခါရပွဲတွေကိုကျွန်တော်ညီကိုတစ်ချက်လေ့လာကြည့်မယ်ဆိုရင်ဒါအဝေးကွင်းမှာလူဇင်ဘတ်ကို3-1နဲ့အိမ်ကွင်းမှာဆလိုဗာကီးယားကိုတူးကြီးနဲ့နိုင်တယ်ဂျာမနီကကရီမာနဲ့ဆုံးထားတယ်ပေါ့နော်အဲဂျာမနီအတင်းကောင်းပွဲကိုကြည့်မယ်ဆိုရင်လူဇင်ဘတ်ကိုအိမ်ကွင်းမှာနိုင်တယ်အိမ်ကွင်းမှာနော့အရာလန်နိုင်တယ်အဝေးကွင်းမှာဆလိုဗာကီးယားကိုဆုံးထားတယ်ပေါ့နော်ဒါဂျာမနီအတင်းကတော့ဒါသစားသမားအင်အားပိုင်းနေရာမှာကောင်းတယ်ဆိုပေမဲ့လည်းဒါအဝေးကွင်းရောက်အောင်လည်းနည်းနည်းရောင်းရတယ်လို့ ရောင်းခံရတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးမှာရှိရပေါ့နော်ဒါဒီပွဲစဉ်မှာဖွင့်ထားတဲ့ one to our sport ကျုပ်ကြီးမှာကွယ် ancient အသင်းဖြစ်တဲ့ not iron က9.5ကိုးစားကွယ်နေပါပြထားတယ်ပေါ့နော်တေဂူ9စနဲ့ဂျာမနီအနိုင်ကို33ကြားပဲပြထားတယ်ပေါ့နော်ဂျာမနီနိုင်ဖို့များတယ်ပေါ့နော်ဂျာမနီကဟိုတကစားသမားတွေဆိုလည်းကတကယ်နာမည်ကြီးပလေယာတွေပေါ့ဗျာဒါဆန်နီကိုလည်းအကုန်ကြည့်ပြီးသားပါပဲဂျာမနီမှာဆိုလို့ရှိရင်တိုက်ဆက်မှာ ခန်ဒေမာဘနကီမစ်ကိုရှိရအန်တိုနီရှိမယ်ဂျွနကန်တာရှိမယ်ဘနကိုက်ဖေမာကိုလည်းဂရရီယန်ရိုက်စ်တို့ဘနဂနာဘရီတို့ဒီလိုကစားသမားတွေအများကြီးပိုင်ခိုင်ထားတယ်ဘောနော်တဖက်ကဒါ not iron လန်ကလည်းဒါမဆိုးနတူတိုက်စစ်ကဒါခိုးတွေရနေတာဘောနော်စော့ထားတဲ့တောင်းပွဲလုံးကတောင်းပွဲလုံးဒူးတွေရထားတယ်ဘောနော်အကြမ်းကြီးအတင်းမြန်တကူတွင်းခိုင်နေတော့ဒါမလွယ်ဘူးဘောနော်ကျွန်တော်ဒီလိုတောင်းတထားတယ်ဗျာ ဒီပွဲစဉ်မှာကျွန်တော် Boating News Score ရိုက်တယ်။ပြီးအင်ရှင်အသင်းဖြစ်တဲ့ဒါ Not Ireland စိုက်တယ်။ရှုံးနေရှုံးသွားနိုင်တယ်ဒါပေမဲ့ကြီးတော့မရှုံးဘူးလို့ကျွန်တော်အတမ်းမိရပါဘောနော်။ကျွန်တော်ညီကို1 strike ရိုက်ချင်တယ်ဆိုရင်တော့ Win 2ရိုက်ချင်တယ်ရိုက်ကြည့်ပါဘောနော်။ Win 2ကတော့ဖြစ်နိုင်ချေအများဆုံးပါပဲဘောနော်။နောက်တစ်ပွဲ Slovakia နဲ့ Luxembourg တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။အရှင်းနင်းပစ်တဲ့စကလိုဘာကီးယားကြီးအခက်ကင်းခြင်းနဲ့တလုံးရှိတဲ့ရှုံးနဲ့ဘူကောင်းခြင်းနဲ့တလုံး60ရှော့ သူရဲ့အုပ်စုကတော့အုပ်စု A ဖြစ်တဲ့ဆလိုဗာကီးယားနဲ့6မရခါတော့မျိုးဝင်ချက်တွေရှိတယ်လူစင်မတ်ကတော့ရကူမရှိဘူးပေါ့နော်ရကူတကူနဲ့ပေးကူရှိကူရမ်းမှမရှိဘူးပြောစင်တာဖြစ်ပါဒါဆလိုဗာကီးယားအတင်းအိမ်ခွင်းမှာဖန်တော်တော်လေးကောင်းတယ်ပေါ့နော်အိမ်ခွင်းမှာဖန်ဂျာမနီလိုအတင်းကိုပြူးကြီးနေနိုင်တယ်ဝေးခွင်းမှာဆလိုဒါလူစင်မတ်ကို1စီးနေနိုင်တယ်ဝေးခွင်းမှာပေါ့နော်ဒါက not iron ပြူးစီးနေဆုံးထားပါတယ်လူစင်မတ်အတင်းရဲ့ကောင်းပွဲကိုကြီးမယ်ဆိုလို့ရှင်တော့အိမ်ခွင်းမှာ not iron 3-1နဲ့ရှုံးတယ် အိမ်ဝင်းမှာပဲဆလိုဗာကီးယားဝမ်းစင်းနဲ့ရှုံးတယ်ဝေးခွန်းကဂျာမနီကိုဖိုးစင်းနဲ့ရှုံးပြီးဒါတောင်းမမှာတဘူးတွေရထားတဲ့အတွက်တော်တော်လေးအန္တရာယ်များတယ်ပေါ့နော်ဆလိုဗာကီးယားယူမယ်ဆိုရင်လည်းဒါဆလိုဗာကီးယားရမှတ်လို့အချက်ပေါ့နော်တော်တော်လေးကြီးရယ်ပေါ့နော်ဒါတလုံး80ကတော့တော်တော်လေးပြင်းထန်တဲ့ပေါက်ကြီးမျိုးမှဖြစ်တယ်ပေါ့နော်ဒါအနည်းဆုံးသူးစီးနဲ့နိုင်မှပဲကျွန်တော်ကချေအောင်မှဖြစ်တယ်ပေါ့နော်ဒါဆလိုဗာကီးယားတကယ်ကျူးကားမယ်ဆိုရင်နိုင်ငံကြီးရှိပါတယ်ဗောနော်ဒီနေ့တင်းရဲ့ market value ကိုကြီးလိုက်မယ်ဆိုလို့ရှင်သာ စလိုဗာကီးယား၄၅တန်းနဲ့တန်တယ်လို့ဘောနတစ်ခါကလူဇင်ဘတ်ကလည်းတန်း၃၀နီးပါးတော့တန်ပြီးနေတင်းရတယ်မှာစားသမားအင်အားတော့တိတ်မကွာဘူးဘောနနောက်သူတို့အခြေပြုထားတဲ့ကလပ်တွေကတော့နည်းနည်းကွာတယ်ဘောနတစ်ခါကစလိုဗာကီးယားအတင်းကပုံကမြင့်တယ်နော်ဒစင်ပုံမြင့်တဲ့ကလပ်တွေမှာဆော့နေတယ်တွေ့ရတယ်ဘောနဒီပွဲစဉ်မှာဖွင့်ထားတဲ့ဝိုင်းစ်တူအော့စ်ပေါ့ချီမှာပင်စလိုဗာကီးယားအနိုင်ကို၃၃ပြတေးကို၉.၇ဘောနဒါလူဇင်ဘတ်အနိုင်ကို၁၀ကပြထားရတယ်ဗျာ ဒီပွဲစဉ်မှာကျွန်တော်ဝင်းဝမ်းစိုက်တယ်ပေါ့နော်ကျွန်တော်ဝိုင်းဆွဲတောင်းမနီဝင်းဝမ်းကတော့ပေးစားတော့ရှိတယ်ပေါ့နော်မြန်မာပေါက်ကင်းမှာတော့ဒါဂိုးအောင်နဲ့ပေါ့နော်ဆလိုဗာကီးယားတွင်းစီတောင်းနဲ့တော့နိုင်မယ်လို့ကျွန်တော်တုံ့ပြန်မိတယ်ပေါ့နော်ပင်ကွန်းပွဲစဉ်နဲ့ဖြစ်တဲ့အတွက်တော်တော်လေးကိုရောင်းကန်လာမယ်လို့ပေါ့နော်တော်တော်လေးကြီးစွာလာမယ်လို့ထင်ပါတယ်နော်နောက်တစ်ပွဲကတော့ group B ကစလိုဗေးနီးယားနဲ့ဆွစ်ဇာလန်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဆွစ်ဇာလန်တင်းရဲ့တလုံး40ရှုံးမယ်ဂိုးကောင်းကြီးဆွစ်ဇာလန်တင်းရဲ့တလုံး40ဆားနဲ့ဂိုးကောင်းကြီးနှလုံး80ရှုံး တလုံး40ဆိုလို့ရှိရင်တော့တလုံးတကူးတွင်းနံနဲ့ကို40မြတ်နေပေါ့နော်။တကူးတွင်းရင်တော့အပြတ်စားနေပေါ့နော်။ဆွေစလန်တင်းရတော့ဒါကျွန်တော်ညီကိုကြည့်တဲ့အချိန်မှာဒီ group ထဲမှာဆိုရင်အဆင့်1မှာရှိတဲ့ကိုမှန်ရရတဲ့အတင်းငယ်ဖြစ်တယ်ပေါ့နော်။ Slovenia အတင်းကတော့အဆင့်3မှာရှိတဲ့နမတ်ထရဟာဖြစ်ပါတယ်။ Slovenia Slovenia ဆော့ထားတဲ့ဘွဲတွေကြည့်လိုက်မယ်ဆိုရင် Sweden ကိုအိမ်ကွန်းမှာတူတူဆော့တယ်။ဝေးကွန်းနှစ်ပွဲရှိရပါတော့ဝေးကွန်းမှာဆွစ်ဇာလန်ကိုရှုံးနေတယ် ကြီးလို့ရှိရင်ဒါကိုဆိုဘူတည်းဆော့ထားတယ်ဗောနော်ဆွစ်ဇာလန်အင်္ဂွင်မှာ3ဇီနဲ့ရှောင်းထားတယ်ဗောနော်ထပ်ပြီးမှအဝေးဘက်မှာတွေ့တာဖြစ်ပါတယ်ဆွစ်ဇာလန်က3ဝင်းလုံးလည်းနိုင်ထားတယ်ပေကူးလည်းမရှိဗောနော်ဝိုင်းဝိုင်းတူအော့စ်ကိုကြီးမှဆိုလို့ရှိရင်ဆလိုဗင်းနီးယားနိုင်ကို9စတည်ကို3.7ဗောနော်ဆွစ်ဇာလန်နိုင်ကို66ပြားဗောနော်ကျွန်တော်ဝင်းတူရိုက်ကြည့်ဖို့အကြံပေးချင်တယ်ဝင်းတူဗောနော်ကျွန်တော်ဆွစ်ဇာလန်မှာကြိုက်တယ်များဒီပွဲထဲမှာဆွစ်ဇာလန်က go out ပေါ့နော် go out ဖြစ်ပုံများတယ်ပေါ့နော်2-0လောက်ပေါ့နော်1-2 ဒီလိုပဲဖြစ်ပုံများပါတယ်နော်နောက်တစ်ဘက်ကဆွီဒင်နဲ့ကိုဆိုဘူရောရဲ့ပွဲရင်ဖြစ်ပါတာဆွီဒင်ကနှလုံးပြေရနိုင်ကိုဘောကြီးတောင်းတောင်းကြယ်ဆိုတော့ပြေးထားတယ်ဆွီဒင်အတင်းကတော့တိုက်စစ်မိုက်တိုက်စစ်မှာဆိုရင်အိဆက်တို့ဒါတော်တော်ကောင်းတယ်ဗောနော်အိဆက်ရှိမယ်ပြီးလို့ရှိရင်ဒါအာဆင်နယ်တိုက်စစ်မှုရှိမယ်ဗောဗျာဒီကစားသမားတွေကကုလက်တော်တော်ခြေစွမ်းနေတာကြားနေတာလားဒါမှမဟုတ်ဘယ်လိုဖြစ်သွားတာလဲမသိပါဘူးဗျာစတော့တော်တော်လေးဟူကောင်းတယ်ဗျခုနောက်ပိုင်းပွဲကြီးကြတော့တော်တော်လေးချာတယ်ဗောနော်ဒီဘာလဲဒါ ကမ္ဘာမလားချစ်စစ်ပွဲရောက်တော့ဆွေဒင်အတင်းနဲ့ဒီအော်စတြီးမီမှာတော့အဆင့်၄မှာအောင်ရှိရပါတော့တပွဲတည်းရင်နှစ်ပွဲအောင်ဆုံးထားတယ်ကြာတကောလေးအအောင်ဖို့ပေါ့နော်စလိုကကိုဆိုဘူးအတင်းကတော့၃ပွဲဆော့ထားတယ်တပွဲနဲ့တပွဲတည်းတပွဲဆုံးရေးမှတ်ရထားတယ်ပေါ့နော်ဆွေဒင်အတင်းဆော့ထားတဲ့ပွဲကိုကြည့်လိုက်မယ်ပြောလို့ရှိရင်ဒါအဝေးဘက်မှာစလိုဗေးနီးယားတူးတူးဆော့တယ်အဝေးဘက်မှာကိုဆိုဘူး2-0နဲ့ရှောင်းတယ်အိမ်ဘက်မှာဆွေဆန်လောင်2-0နဲ့ရှောင်းတယ်ပေါ့နော်ဗီတာယိုဂရက်စ်တို့ပေါ့နော်ဒါပြီးလို့ရှိရင်ကျွန်တော်ဒါလီဗာပူးကတိုက်စစ် e sack လို့ရှိရတာမှဒီလိုမျိုးဖြစ်နေလာတာပေါ့နော်တော်တော်လေးကြည့်မကောင်းဖြစ်နေတာပေါ့နော်ကိုဆိုမိုအတင်းရနပွဲ၃ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆွစ်ဇာလန်ကိုကိုဆိုမိုအတင်းရ၃ပွဲကိုကြည့်မယ်ဆိုရင်ဆွစ်ဇာလန်ကို away ဘက်မှာပိုးစင်းနဲ့ရှောင်းနဲ့အင်္ဂါမှာဆွီဒင်အွန်လိုင်းနဲ့အင်္ဂါမှာဆလိုဗီးနီးယားကိုဒါဇီဇီဆော့ထားတာပေါ့နော်ဒီအတင်းရတော့ခန်းစစ်ကိုအဓိကဥစားပေးတယ်သူဘူးအောက်လည်းဥတည်နေတာပေါ့နော်ဒီပွဲထဲမှာဖွင့်ထားတဲ့ wise to offspot ကြီးကိုကြည့်မယ်ဆိုရင်ဆွီဒင်အွန်လိုင်းကိုပြ၃၀တေးကို၅ကြာ ကိုစုဘူအနိုင်ကိုဆက်စားနေပါပြီထားတယ်ကျွန်တော်တို့ဗျာဒီဒီဇိုင်းကဆွီဒန်မဲ့ရွေးချယ်ခြင်းနဲ့ဗျာဆွီဒန်အတင်းရတာပြီးထားတာနှလုံးတရားနဲ့ဘုံပေါင်းကြီး3330ဆိုတော့တော့ဆွီဒန်နဲ့ကိုဘောဘူးကြည့်နေပါတော့ဒီဒီဇိုင်းတော့တကယ်ရောင်းလာမလို့ပေါ့ကျွန်တော်ယုံကြည်မိတယ်ပေါ့ဆွီဒန်အတင်းကိုကျွန်တော်ကြိုက်နောက်တစ်ပတ်ကတော့ Iceland နဲ့ France တို့ရဲ့ပွဲစဉ်ဖြစ်တယ် Iceland France အတင်းကနှလုံး3330ဆိုမှပြီးထားတယ်ပေါ့နော် France အတင်းကအဆင့် တင့်မှာရှိတယ်သူတို့ရဲ့ group ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် group D ရဖြစ်တယ်ဗောနော်ကိုမန်ရထားတယ်ပြီးကိုတကူပဲရှိတယ်ဗောနော်ရာကူခုနှစ်ကူ Iceland တင်းကတော့ရာကူကူပြီးကိုခုနှစ်ကူနဲ့အဆင့်၃မှာရှိတယ်၃မှာပဲရထားတယ်ဗောနော်ကအင်ရှန်တင်းဖြစ်တဲ့ Iceland ဆော့ထားတဲ့၃မျိုးကိုကြည့်မယ်ဆိုရင် Azerbaijan ဖိုက်စီနေနိုင်တယ် France ကို2-1နဲ့ရှုံးတယ်ဗောနော် Ukraine ကို5-3နဲ့ရှုံးထားတယ်ဗောနော် France အတင်းဆော့ထားတဲ့၃ပွဲကိုကြည့်လိုက်မယ်ဆိုရင် away ကမှ Ukraine 2-0နဲ့နိုင်တယ်အိမ်ဝင်ပွဲစဉ်၄ပွဲတွေမှာတော့ Iceland ကို2-1နဲ့နိုင်တယ် အဇာဘိုင်ဂျန်ကတိကြီးနဲ့နိုင်ထားပါတယ်။ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ Iceland နိုင်ငံက55စ၊ Peru 6စ၊ France နိုင်ငံကပြား20ပဲပြီးထားတယ်။ France ကတော့ညီကွယ် Win 2ရိုက်လို့ရတယ်ပေါ့နော်။ပြား20ပဲလို့ကျွန်တော်ဆိုရင် Win 2ရိုက်ချီပေါ့နော်။မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော် Iceland ပေါ်ကြီးကြိုက်တယ်၊ပြီးဘူအောင်အပေါ်ကြိုက်ပါတယ်။နောက်တစ်ပွဲကတော့ Ukraine နဲ့ Azerbaijan တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Ukraine အတင်းကနှလုံး20 ကိုဝမ်းကြီးတောင်းလုံး30ဆိုမှာပေးထားရှုံးပေါ့နော်တောင်းလုံး30ရှုံးဒါတော့ group D ရပဲဖြစ်တယ်ပေါ့နော်ဒါ France group ထဲရပဲဖြစ်တယ်ပေါ့နော် Ukraine တင်းဆော့ထားပွဲတွေကြီးလိုက်မယ်ဆိုရင် Ukraine အင်္ဂွန်းမှာဆို France ကို2-0နဲ့ရှုံးတယ်ပြီးတော့ Ukraine ဝမ်းမား Azerbaijan Ukraine fight ကဒီ Iceland ပေါ့နော်ပြီးတော့ Azerbaijan ကိုကြီးမယ်ဆိုရင် Azerbaijan အဝေးဝင်ညံ့နေထဲမှာပါတယ်ပေါ့နော် France ကို3-0နဲ့ရှုံးတယ် Iceland 5-0နဲ့ရှုံးတယ် တယူကရိန်းကိုတရေဆော့ထားတယ်ပေါ့နော်ဒီပွဲချင်းမှာ Hunter Wise to Osport ကိုကြည့်မှဆိုရင်ယူကရိန်းအနိုင်ကို25ပြတရေကို9စကွဲအာဇာဘိုင်ဂျန်အနိုင်ကို15စပေးထားကျွန်တော် ယူကရိန်းဝင်းဝမ်းပေါ့နော်ယူကရိန်းဘော်ဒီပေါ့နော်ဒါတကယ်လို့ Wise ပဲရဲ့ဆိုတော့ဝင်းဝမ်းကိုရကြည့်ဖို့အကြံပေးချင်ပါတယ်ဒါမြင်မှာပေါ့ချီတွေမှာတော့ဒါယူကရိန်းနဲ့ဒါဂူပေါင်းအပေါ်ပဲယူရမှာဖြစ်ပါတယ်ယူကရိန်းကဒါအင်ဝင်ပွဲစဉ်နဲ့ဖြစ်တဲ့အတွက်ဒီရမ်မတ်ကလည်းဒါကြည့်လိုက်မှာကလို့ရှိရင် ီပွဲနိုင်ထားပြီဆိုရင်ပူပြီးမှတည်ကြတယ်ပေါ့နော်ဒါဘယ်လိုပြောလဲပူပြီးမှကောင်းတယ်ပေါ့ဗျသုံးမဆော့ပြီးချင်းလေးမှပယံထားတဲ့အတွက်ဒီပွဲနိုင်ပူကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကြည့်အောင်ဘောကစဉ်းစားရမှာပေါ့နော်နောက်တစ်ပွဲကတော့ will နဲ့ belgium တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါ belgium တင်းကတစ်လုံး50နဲ့ပူကောင်းတဲ့နှလုံး60ဆိုမှပြထားတယ်ပေါ့နော်ဒီ group ထဲမှာကြည့်လိုက်မယ်ဆိုရင် ausg ဖြစ်တယ်ပေါ့နော် ဗဲဂျီယံအစင်းနဲ့ဆက်တမန်နဲ့ဝေးလီကဆက်မှတ်ပေါ့နော်ပေါ်လစ်ပြန်ဆိုင်မှုပြင်းထန်မှဖြစ်ပါတယ်ပြင်းထန်မယ်ပေါ့နော်ဝေးလီကတော့သူဆော့ထားတဲ့ပွဲစဉ်တွေကိုစတဲ့ညီကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အင်္ဂွန်းပွဲစဉ်တွေမှာတော်တော်လေးကောင်းနေရအင်းအင်္ဂွန်းမှာဆိုကာဆစ်တောင်နိုင်တယ်လက်ချစ်စတိန်ကိုနိုင်တယ်ပေါ့နော်ဗဲဂျီယံအသင်းကလည်းတိုက်စစ်ပိုင်းမှာတော့ဘူးတွေကတော့ရတယ်ခန်းစစ်ကတော့တော်တော်လေးကြစ်လစ်တာပေါ့နော်နောက်ပိုင်းပွဲတွေမှာပြန်တော့ ဒါပေမဲ့လည်းဒီပွဲစဉ်မှာ printer wants to of sport team ဆိုရင် will and then go open တာဒီတရေကို၄စပေါ့နော် belgium and then go ပြ80ကျွန်တော်တို့ညီကို belgium နဲ့နိုင်ဘူးတော့တော်တော်လေးကခဲမလို့ချင်တယ်ပေါ့နော်ဇာကမအင်အား belgium တာတယ်ပေါ့နော် double chance ရရင်ရရှိဒါမှမဟုတ် draw no bit ပေါ့နော် belgium ရချင်ရရှိပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာ wales အသင်းမှာကြိုက်တယ်ပေါ့နော် wales အသင်းကြိုက်တယ်ပြီးလို့ရှိရင်နှလုံး60ရှုံးပေါ့နော် belgium 359နှလုံး60ရှုံးမယ်နော် ဝင်းနဲ့ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရေးချက်လိုက်ပါတယ်ဒီပွဲစဉ်မှာနော် not where not macedonia နဲ့ kazakhstan macedonia တလုံး60ရှင်ဂိုးပေါင်းချင်းနှလုံး80အရှုံးဆုံးမှာပေးထားတယ်ဒါ macedonia ကဒီ group ထဲမှာဆိုရင်အဆင့်1မှာရှိခဲ့ kazakhstan ကအဆင့်4မှာရှိရပေါ့နော် macedonia အတင်းကတော့တော်တော်လေးဟိုလည်းချီးကျူးဖို့ကောင်းပါတယ်နော်ဒီတိုက်စစ်ကတော်တော်ကောင်းတယ်ပေါ့နော် wheel ကိုတည်ရီဆော့ထားတယ်လို့ belgium ကိုတည်ရီဆော့တယ်ပေါ့နော် wheel ဝမ်းမှာ belgium အင်ဝမ်းမှာကျတော့ဂျီဂျီဆော့ထားတယ်ပေါ့နော်သူနောက်ဆုံးတွေ့ထားတဲ့နှစ်ပွဲပေါ့နော် နောက်ဆုံးဆွေးနွေးတဲ့ပွဲမှာပေးကူလုံးဝမရှိထားတဲ့အတင်းဖြစ်ပါတယ်။တတဖက်ကကာဒစ္စတန်အတင်းကိုကြီးမယ်ဆိုလို့ရှိရင်တော့လက်ချစ်စတန်ကိုပိုးစည်းနဲ့နိုင်ထားတာဒါအင်ကွင်းမှာဖြစ်ပါတယ်။အဝေးကွင်းမှာတော့တော်တော်လေးညံ့တယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to of Fortune မှာဖင်လက်ချစ်စတန်ကိုပြားသုံးတဲ့တရီကို၅ဆကကာဒစ္စတန်အနိုင်ကိုဆက်တစားပေးထားပါတယ်။ကျွန်တော်မက်ဆီဒိုနီးယားဘော်ဒီကြိုက်တယ်၊ပြီးရင်ဘူပေါင်းဘော်ကြိုက်တယ်ပေါ့နော်။ကျွန်တော် Wines လည်းရိုက်မယ်ဆိုရင်မက်ဆီဒိုနီးယားဝင်ဝင်ရိုက်ဖို့အကြံပေးစင်ပါတယ်။ကျွန်တော်ညီကိုရအောင်အပေါင်းပြားကြပါစေ၊စားမချမ်းသာကြပါစေပေါ့နော်။ တနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲပေါ့နော် software တွေဆော့သွားတဲ့ခါမှာတော့ cost island က audio ကိုပေါင်းမှန်တယ်ပေါ့နော် scotland တော့မှာသွားတယ်ဗျာ scotland ပြီးကနေကျွန်တော်ကိုတွင်းခံရပေါ့နော်နော်တလန်ပွဲလည်းမှာသွားတယ်ကျွန်တော်3 month ပေါ့နော်နှစ်သိန်းပေါင်း၄လုံးဆိုတာတော့မှန်တယ်ဒါပေမဲ့နယ်သာလန်သတင်းထဲကပဲ၄လုံးထည့်ထားတယ်ပေါ့နော်ဒါတွေတော့နည်းနည်းလိုအပ်ချက်ရှိပါတယ်ကျွန်တော်ညီကိုအကောင်းပြကြပါပြီကျွန်မဆိုင်ဝင်ကြပါပြီနောက်ရက်တွေမှာလည်းထပ်ပြီးတွေ့ဆုံကြပါပေါ့နော်